ဘယ်လူမျိုးရဲ့ယဉ်ကျေးမှုမှာကျွန်တော်တို့မတွေ့ဘူးတဲ့ထူးခြားချက်မြမယဉ်ကျေးမှုမှာရှိတယ်။အဲ့ဒါပါလဲဆိုဘယင်သို့မဟုတ်မင်းသို့မဟုတ်အစိုးရကိုယဉ်သူမျိုး၅ပါးတဲ့ထဲလာကျွန်တော်တို့လူမျိုးကဘယင်တို့မင်းတို့အစိုးရတို့ကိုတခိုးနဲ့တန်းတန်းနဲ့ထားတယ်လို့ဝိပဿနာတရား၄ပါးပြဿနာတရား၅ပါးတို့မှာခါခါသိင်းလို့ဖြစ်ရင်းဒီဖြစ်ပြီးစသဖြင့် ကျွန်တော်လည်းငယ်ငယ်မိဘတွေတင်ပြီးတော့အော့ကြက်တာအိဗယ်မသိကြီးမှဖတ်ကြည့်တော့စိတ်ဝင်လာဖို့ကောင်းအဲ့ဝိပဿနာ၄ပါးဘာတွေညာတွေမပြောတော့နံပါတ်၁ဝိပဿနာတော့ပြောကိုပြောမှရကာလဝိပဿနာကာလအဲ့ဒီကာလဝိပဿနာဘာသာပြန်ရင်ဖျားရှိကိုစပယ်စီရေးရှင်လွတ်မှာမဟုတ်ဘာလို့လဲဆိုတော့ကာလဝိပဿနာရဲ့ဘာသာပြန်အရင်ကမင်းဆိုမင်းညက်အောက်တွင် နေရာချင်းလို့တိတ်ပဲရအဲ့တော့စဉ်းစားကြည့်တော့ကျွန်တော်တို့လူမျိုးကဖျားရှင်ရှေ့ရောက်တိုင်းဖျားကိုရှစ်ခိုးပြီး င်းဆိုးမိညက်အောင်မှာမနေပရသည်နဲ့ဖရားဆိုပြီးနေတိုင်းဆူတောင်းတဲ့လူမျိုးဆိုတော့ကမင်းဆိုးမိညက်အောင်မှာနေခဲ့ရတဲ့ရက်တွေတော်တော်များလိမ့်မယ်လို့တွက်လို့ရတော့နောအထာနန်းတက်တဲ့1044ကနေတီဘောပါတော်မူတဲ့1000เนาะ885အထိဒါဘယ်ဖြတ်ကြည့်လိုက်နဲတဲ့နှစ်တွေမဟုတ်နှစ်ပေါင်း800ကျော်နှစ်ပေါင်း800ကျော် ထူးခြားတာအဲ့ဒီနှစ်ပေါင်း800ကျော်ခရီးမှာနိုင်ငံရေးစနစ်ကအခြေခံရမပြောင်းမှုတစ်ခုတည်းပဲအဲ့ဒါပါလဲဆိုတော့ absolute monarchy လို့ခေါ်တဲ့အကျုံးမဲ့ဘရင်စနစ်ဒီစနစ်အောက်မှာကျွန်တော်တို့ကနေခဲ့ရအဲ့တော့ तू ကဆက်ပွင့်ပါတယ်ဒါဖြစ်ရင်ဗမာပရိသတ်စနစ်ဗမာဘရင်စနစ်ဟာဘာတွေထူးခြားလဲသူ့ရဲ့အယူဆကတော့ထူးခြားချက်ကြီး၃ခုရှိပါတယ် ဘယင်းမကြည်လာနဲ့တပြန်နဲ့ယာရုပြုတ်ဝင်နေမကဘူးအချိန်မရွေးဇက်ပြုတ်သွားတယ်ဒီသဘောရှိတာဒါကြောင့်မို့ဒီပရိသတ်တရားဘယင်းကိုခစ်စကားနဲ့ပြောရင် check and balance အထင်းအထည်သူတို့မလုပ်နိုင်ဘူးနောက်ကြောင်းတော့တမပြီမှာအနော်အထားလက်ထက်ကစပြီးဒီနေ့အထိပဲဆိုပါတော့အစိုးရကိုအထင်းအထည်ကောင်းကောင်းလုပ်နိုင်တဲ့တန်ခါအဖွဲ့အစည်းမရှိပါဘူးမနေနိုင်လို့တန်ခါတွေက တမျိုးသားလုံးအရေးမို့ဝင်ပါရင်လည်းအကျန်းဖက်ဖြူပွဲခံရတာအစင်လာကြီးလိုဖြစ်နေပါသောတကတက်စရာရှိတာကျွန်တော်တို့မြန်မာမှုမှာမြင့်ကျင်တရား၁၀ပါးဆိုတာရှိပါတယ်ဘယင်ထင်ရလို့လို့မရဘူးဆိုတော့သောတကသို့တော့အဲ့ဒီမြင့်ကျင်တရား၁၀ပါးဟာဥပဒေမဟုတ်ပါဘူးကျင့်ဝတ်ပါဘူး ဘယင်တပါးကမင်းကျင့်တရား၁၀ပါးနဲ့ညီရင်လူတို့ရဲ့ချစ်ခင်လေးစားမှုခံရမယ်မင်းကောင်းမင်းမြတ်ဖြစ်မင်းကျင့်တရားချိုးဖောက်တော့ဘာတတ်နိုင်လဲကိုယ်ရာအတင်းပြောရုံကလွယ်လို့ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူးမင်းကျင့်တရား၁၀ပါးချိုးဖောက်တယ်ဆိုပြီးဘယ်ဘယင်ကိုမှတရားစွဲလို့မရဘူးဥပဒေပြဋ္ဌာန်းချက်မှမဟုတ်ဘူး နိုင်ငံတကာမိသားစုဟာအစိုးရတကူဟာတရားနည်းလဲမကြဘူးလို့ယူဆတဲ့၍သူ့ဈေးပေါ်ကြောပဲမလို့တော့တကောင်ကျွတ်ဘဝမတက်နိုင် globalization ဖြစ်မှာဘသူမှအထီးကျန်ဘဝနဲ့မလုံးရောဒါတစ်ချက်ပြည်ရွေးလူထုချင်းချင်းလူထုကသက်ဆိုင်ရာအစိုးရကိုတရားနည်းလဲမကြဘူးလို့ယူဆတဲ့၍အစိုးရနဲ့လူထုကြားမှာ trust ပြောင်းတယ်ယုံကြည်မှုပြောင်းအဲ့ဒါဆိုအစိုးရဘာလို့လို့လူတို့ကအကောင်းမတင်ဘူးကောင်းလည်းကောင်းမလားကောင်းလည်းကောင်းမလားအဲ့လိုနိုင်ငံမျိုးပညာရှင်တွေ face stick အရင်းနေနေတော့